မှတော့နဲရမြတာအဓိကမဟုတ်ဘူးဘယ်ဟာပဲဖြစ်ဖြစ်နဲနဲများများမြတ်စွာဘုရားကိုပူဇော်တယ်ဆိုတဲ့စိတ်နဲ့လှူတာတော့အကောင်းဆုံးပဲနော်ပူဇော်တယ်ဆိုတဲ့စိတ်နဲ့လှူတာကိုကိုစားတဲ့ထဲကတလုံးတစုပ်ပဲဘုရားဆုံးလောင်းတာကြီးပဲလေတစုံလောင်းတာတစုံလောင်းတဲ့လူလည်းအပြစ်ပြောစရာမလိုဘူးနော်ဘုရားတပိတ်လို့အပြစ်ကတ်တဲ့လူလည်း ရှိတာပဲတဇောနဲ့လောင်းတဲ့လူနဲ့ရှိတာပဲဆွမ်းခါနေဆိုရင်တဇောပဲလောင်းရမှာပဲလေအဲ့တော့ဆွမ်းတော်တင်တဲ့အခါမှာလဲတဇောတင်တင်အပြည့်တင်တင်ကိုယ့်ရဲ့ရွယ်ချက်ကဟိုမြတ်စွာဘုရားရဲ့ဂုဏ်တော်ကိုပူဇော်တယ်မြတ်စွာဘုရားကိုယေရှုပြီးတော့လှူဒါန်းတာဆိုလို့ရှိရင်တော့နတ္ထိစိတ်တိပတဏ္ဏမိအပကဏာမတက္ခိနာဆိုသူကစိတ်ကြည်နူးပြီးတော့လှုပ်လို့ရှိရင် ဒီဒါနဟာသိဖွဲ့တဲ့ဒါနလို့ပြောလို့မရဘူးတဲ့တိဋ္ဌံတေနိဗ္ဗုတေစာပိတမေစိတ်တေတမဂလံရသော်ဘုရားတတော်ထေရှားလှူရတာနဲ့ပြိနိဗ္ဗာန်ဆံသွားတဲ့ဘုရားလှူတာနဲ့စိတ်ထားချင်းတူညီမယ်ဆိုရင်တူညီတော့အကျိုးရတယ်လို့ဒီလိုခေါ်တယ်အဲ့လိုမဟုတ်ဘဲနဲ့ဟိုကပ္ပယကြီးလိုတော့မလုံနဲ့ပေါ့နေတိုင်းဆုံးတော့တင်တယ်ဘုရားရဲ့ဆုံးတော့ကြကိုကပ္ပယကြီးကစားနေကြတယ် အဲ့မှာဆုံးတော့တင်တဲ့အခါမှာသူကကြည်ကြည်နေတဲ့အခါမှာသူနဲ့မတည့်တာပါသွားတဲ့အခါအဲ့ဒါငါနဲ့မတည့်ဘူးလို့ဆိုဆုံးတော့ကောက်နေတဲ့လူကအဲ့ဒါငါနဲ့မတည့်ဘူးလို့နော်သူ့လူတာမှန်ပြီသူကဘုရားဆုံးတော့ကြစားနေကြအောင်တော့အဲ့ဒါလို့တော့မလုံးနဲ့ပေါ့နော်